မတူကွဲပြားခြင်းတရားမှကိုအသုံးချပါမိတ်ဆွေနိုင်ငံခြားတိုက်မြစ်တစ်ခုမှာနေဖို့ပါသလားဒါမှမဟုတ်အလဲပတ်ရောက်ဖို့ပါသလားမနေဘူးဘူးမရောက်ဘူးဘူးဆိုရင်လည်းကိစ္စမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားတိုက်မြစ်တွေကိုရုပ်ရှင်ကားတွေနဲ့ရုပ်မြင့်တန်ကြားဇလန်းတွေမှာမြင်ပူးနိုင်လို့ပါအဲဒီနိုင်ငံကားလူတွေဟာကျွန်တော်တို့နိုင်ငံကားလူတွေနဲ့ကျောက်စင်းတဲ့ကွဲပြားကြသလိုဒလိထုံနိုင်ရင်ချင်းမှုတွေမတူကြပါဘူး။ရေးတဲ့ပြောတဲ့ဘာသာစကားတွေလည်းမတူကြဘူး။တွေးတောပြောဆိုပြုမှုပုံတွေလည်းမတူကြဘူး။ အဆဆရရခွဲပြားချနာကြရတယ်။ဒါအဆန်းတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့တနိုင်ငံတဲမှာအတူနေကြတဲ့လူတွေတောင်မှတယောက်နဲ့တယောက်မတူကြပါဘူး။နောက်ဆုံးတမိသားစုတွေကမောင်နှမတွေတောင်မတူကြပါဘူး။ဒါကြောင့်လောကကြီးဟာမတူညီကြတဲ့လူသားတွေနဲ့ခွဲစည်းတိဆောက်ထားတယ်လို့ပြောရမှာဖြစ်ပါတယ်။လူတွေတယောက်နဲ့တယောက်ဘလို့မှမတူညီကြအောင်ဆိုတာကိုကျွန်တော်မတူကွဲပြားခြင်းနှိယာပါလို့သမေပေးထားပါတယ်။ဒီနေ့ရမှာကိုသဘောပေါက်လက်ခံထားရင်ကျွန်တော်တို့အတွက်အကျိုးရှိစေပါလိမ့်မယ်။ ဒီနေရာမှာသဘောတရားကိုနားလေသဘောပေါက်ထားတဲ့လူတွေမှာအချင်းချင်းခိုက်ရံဖြစ်ပွားတာတွေအငင်းပွားပฏิပခဖြစ်တာတွေယုံနေကြတယ်။အဲ့ဒါဘာကြောင့်မလဲ။မတူကွဲပြားခြင်းနေရာမှာအရာကျွန်တော်တို့နဲ့တခြားသူတွေဟာအကြောင်းအရာအဖြစ်ပြက်တစ်ခုကို ရှုမြင်သုံးသပ်ရမှာအမြင်ချင်းတူညီကြမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုလက်ခံထားကြလို့ပါ။အဲ့ဒီလိုလက်ခံထားတဲ့အတွက်ကိုမှန်နဲ့သူမရယ်ဆိုတဲ့အငင်းပွားမှုတွေမရှိတော့ဘူး။ကိုနဲ့အမြင်မတူသူကိုအပြစ်မမြင်တော့ဘဲသနာကျင်တာစိတ်ဖြစ်မိပါလိမ့်မယ်။ သူ့အပေါ်နားလည်ပေးနိုင်လာပါလိမ့်မယ်။သူ့အပေါ်ရန်သူလိုသဘောမထားတော့ဘဲမိတ်ဆွေတယောက်လိုမြင်လာတယ်။တကယ်လို့သာတခြားလူရဲ့တွင်းမြင်ပုံတွေဟာကျွန်တော်တို့တွင်းမြင်ပုံတွေနဲ့တစ်ထက်တည်းတူညီရမယ်လို့စိတ်ထဲမှာခံယူထားရင်တော့ကျွန်တော်တို့ဟာလူတကာနဲ့သဘောထားကွဲပြားအငင်းပွားရင်ဖြစ်တာတွေဖြစ်လာဖို့ပဲများပါတယ်။လူတွေဟာရုပ်ဆင်းသဏ္ဍာန်ကွဲပြားခြားနားသလိုတွေးခေါ်ပြုမှုပုံတွေလည်းမတူကွဲပြားခြားနားတယ်ဆိုတာကိုလေးလေးနက်နက်ခံယူထားလိုက်ပါ။ ီအချက်ကိုမိတ်တက်လုံးလုံးစိတ်ထဲကနေလည်းမကြခဏပြန်စဉ်းစားပေးပါဒါဆိုရင်မိတ်ဆွေဟာမိမိကိုယ်ကိုရောတခြားသူတွေအပေါ်မှာပါတက်မိုးထားဒေသစိတ်တွေဖြစ်ပေါ်လာလိမ့်မယ်မိတ်ဆွေရဲ့လူမှုဆက်ဆံရေးအခြေအနေတွေတိုးတက်လာပါလိမ့်မယ်အရေးကြီးဆုံးကမိတ်ဆွေစိတ်ချမ်းသာမှုကျလာပါလိမ့်မယ်အားလုံးပဲကိုယ့်ရဲ့စံပယ်ရန်နဲ့ကိုယ့်ဘာသာကိုကျင့်တတ်နိုင်ပြီးတော့ပြည့်စုံကြပါစေရှင်အားလုံးပဲအဆင်ပြေကြပါစေရှင် Thank you